အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒွန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းချက်အနေနဲ့ဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာမကြမီရှေ့မှပြေးနေတော်သူသည်ကြောက်ရုံးတစ်ခုနှင့်ခလုတ်တိုက်မိကရှေ့သို့မှောက်ရက်လဲကြသွားရာ နောက်မှလိုက်လာသည့်မဲမဲတရံသည်ထိုသူ၏အပေါ်သို့ခုံအုပ်လိုက်ပေသည် ထိုအချိန်မှာပင်စူးစူးဝါးဝါးနှင့်အော်လိုက်သည့်အတံကိုကြားရပေသည် ဘုန္ဒနာသည်ထိုသရဏကုကိုကြက်သေးသေးပြီးငေးကြည့်နေရမှရုတ်တရက်တတိယလာကလုံလာထွေးလာနေဖြစ်နေသောသရဏကုရှိရာသို့လွှားကနေပြေခုံလာပြီးလက်သေးရှိကြီးနှင့်မဲမဲသရဏကို နောက်မှနေပြီးဓာနှင့်ခုတ်ရန်ရွယ်လိုက်လေသည်ထိုအခိုက်တွင်မဲမဲသရဏသည်ဘုန္ဒနာအားမြင်လိုက်သည့်အလားနောက်သို့ပြန်လှည့်ပြီးဘုန္ဒနာ၏လက်ကိုရှေလျားသောလက်သေးများရှိသည့်လက်ဖြင့်လှမ်းဖမ်းလိုက်ပြီးလျှင်လက်မထားကိုကြံလက်တစ်ဖက်ဖြင့်လူယူလိုက်လေသည် မဲမဲတရံမှာတကူလုံးအမွေများပေါက်နေပြီးအရင်အမောင်းမှလည်းတာမန်လူများထက်တစားခွဲခန့်မြန်မာတွေကိုဘူနန္ဒတတိပြုမိပေသည်မျက်လုံးကြီးနှလုံးမှာလင်းကွင်းငယ်ပမာဏခန့်ရှိပြီးလင်းလက်တောက်ပြောင်နေသည်ကိုလည်းတွေ့ရပေသည်ဗဇာမအထွက်နေသောအဆွေနှချောင်းမှလည်းလက်သေးများကဲ့သို့ဖြူဖွေးတောက်ပြောင်၍နေပေသည်အဆိုပါမဲမဲတရံသည်ဘူနန္ဒလက်မဓာတ်ကိုလူယူက မလမကန်ရှိရှုံတော်အိုင်ထဲသို့လွှင့်ပြလိုက်ပြီးလျှင် ်ဘုံနာနာအားအတင်းဝင်အုပ်ပြီးဖမ်းလိုက်လေသည်ဘုံနာနာမှာစောစောကပင်မိမိဤလက်တစ်ဖက်ကိုမဲမဲတရဝါကြီးကဖမ်းဆုပ်ထားသည်ဖြင့်မလောက်နိုင်မချက်နိုင်ဖြစ်နေရမှာလက်သေးချေကြီးများဖြင့်မိမိမျက်နာကိုကုတ်ဖဲ့ရန်မိမိအားဝင်အုပ်လိုက်သည့်အခါတစုံတရာ ခုခံခြင်းမပြုနိုင်ပဲမျက်နာကိုမကုတ်ဖဲ့မိအောင်ချောင်းတင်း၍နေရပေသည်ထို့သောချောင်းတင်းနေရင်ပင်မဲမဲတရံကြီးသည်ဘုံနာနာအားတွန်းလဲလိုက်သည်ဖြင့်ပက်လက်လံပြီးလဲသွားပြီယား မမဲတရာကြီးဒီဘုဏ္ဏနာအားအပေါ်မှခွာစီလေရဲ့ရှေးလျားသောလက်သေးကြီးများဖြင့်လဲမျိုးကိုညှင့်ရန်အားထုတ်နေပေသည်အရေးကြုံလျင်တက်လွန်ကောင်းသောဘုဏ္ဏနာသည် စောစောပိုင်းကကြက်တည်တည်ပြီးအငိုက်တွင်ခံရသလောက်ရုတ်တရက်အကြံရကမိမိခါးကြတွင်အမဲဆောင်လာလေးရှိသောဓမြောင်ကိုဆွဲထုတ်လိုက်ပြီးမိမိအပေါ်တွင်ခွာစီထားသည့်မဲမဲတရာကြီးအားထိုဓမြောင်ထိုဓမြောင်ဖြင့်မိယာကိုလှမ်းပြီးတအားထုတ်လိုက်ရမဲမဲတရာဝကြီးသည်အတန်အောအောကြီးဖြင့် အမလေးဟုတစ်ချက်អော်လိုက်ပြီးမိမိလက်ထပ်ဘက်ကိုပြန်လဲယုတ်သိမ်းလိုက်လေသည်ဘုန္နနာသည်ကြပြားကြရလူးလဲထားလိုက်ပြီးထိုတရဝါကြီးအားနောက်တစ်ချက်ထပ်မံထိုးမြေပြုတွင်တရဝါကြီးသည်အတန်နဲ့ကြီးဖြင့်ညင်းညူရင်းကြောက်တွန်းအောင်ရှိမှောင်ရိပ်ထဲသို့ပြေးဝင်သွားပေသည်ဘုန္နနာသည်ဓမြောင်ကိုကင်ကမဲမဲတရဝါကြီးနောက်သို့ပြေးလိုက်သွားတော်လဲမှောင်ရိပ်ထဲတွင်ဝင်သွားသည့်တရဝါကြီးသည် ကြောက်တုံးကြီးအောက်ကြီးကြောက်ကူတဲသို့ပြေးဝင်သွားသည်ဖြင့်ဆက်၍မလိုက်တော့ပဲပြန်လာခဲ့ပေသည်စောစောကနေရာသို့ပြန်ရောက်သောအခါမဲမဲတရဝကြီး၏လက်သေးများဖြင့်ကုတ်ဖဲ့ထားသည့်ဒဏ်ရာများဖြင့်ကြံ့ရင်ခဲ့သောသူသည်ဒဏ်ရာများကိုပုတ်တက်ရင်းမှောက်လျက်သားလဲနေရာမှလူလဲထားလျက်ပြီဘလို့မဟုတ်ဘူးဘလို့မဟုတ်ဘူးလူလိုပဲအော်တယ်ဒဏ်ရာများနဲ့လူကစီပြီးပြောလိုက်သည်ဘလို့ဟုတ်တာမဟုတ်တာရေးမကြည့်ဘူးဒီနေရာမှာကြကြနေလို့မဖြစ်ဘူး ဒီကောင်ကြီးပြန်လာမှာစိုးရတယ်ပြီးတော့သူ့မှာအဖို့ရှိခြင်းရှိအောင်မယ်ဒီနေရာကမြန်မြန်ပြေးမှာဖြစ်မယ်ဘုန်းနာတည်ပြောပြောဆိုဆိုဒံယာနဲ့လူအီလက်ကိုဆွဲပြီးကိုယ်ကောက်သည့်လမ်းကလေးအတိုင်းမြင်းလိမ်မာကြီးအားရှင်းအောင်ထားခဲ့သည့်တောဆက်ကလေးရှိရာသို့နှစ်ယောက်သားပြေး၍လာခဲ့ပြီသည် အခန်းဆက်တည်ဘုန်းနာတည်နောက်မှရန်သူလိုက်လာမည်ကိုစိုးရင်သည်ဖြင့် ဒံယာရသူအားဆွဲခေါ်ကနောက်သို့လှက်ကြည့်လှက်ကြည့်နှင့်နာခဲ့ရသဖြင့်မိမိကယ်ဆယ်ခဲ့သူမှာမြေသူမြေဝါဖြစ်သည်ကိုပင်ဂယုမဆိုင်နိုင်ပြီတောဆာကလေးရှိမြေလိုက်မာကြီးအားရှီတောင်ထားသည့်နေရာသို့ရောက်မှမြင်းကုံဤတွင်ရှိတ်ထားပစ်ခဲ့သည့်တရှိကြီးကိုဆွဲထုတ်လိုက်ပြီးရန်သူလိုက်လာလေခုခံရန်အသည့်ပြင်၍နေပေသည်တို့ရတွင်မဲမဲတရဝကြီးကိုမူကအရေးအယောင်မှမမြင်ရတော့ပေ ထိုအချိန်ကျမှပင်ဘုဏ္ဏနာသည်မိမိခေါ်လာခဲ့တဲ့သူအားလှည့်ကြည့်လိုက်ရာထိုသူမှာအခြားသူမဟုတ်စန္ဒာဒီဝီဘုရင်မ၏နေကြာစစ်သူကြီးဗန္ဒကဖြစ်နေသည်ကိုတွေ့မြင်ခဲ့ရသဖြင့်အံအားတင့်သွားပေသည်အလိုစစ်သူကြီးဗန္ဒကမဟုတ်လားမဲမဲတရဝကြီးဤလက်သေးတရားများကြောင့်နှစ်ဖူးမှသွေးစည်းကြနေသည့်စစ်သူကြီးဗန္ဒကအာဘုဏ္ဏနာကမေးလိုက်လေသည်ဒါထက်မင်းကဘာတူလဲ ဩညနေကစမ်းချောင်းကလေးမှာစန္ဒရီဝေဘယင်မနဲ့စကားပြောနေတယ်မောင်ယူပဆိုတဲ့သူမဟုတ်လားစစ်သူကြီးဗန္ဒကကဘူနန္ဒအားစစ်စစ်ကြည့်ရင်းပြန်မေးလိုက်လေသည်မှန်ပါတယ်မောင်ယူပဆိုတာကျွန်တော်ပါပဲအင်းမောင်ယူပမောင်ယူပနာမည်ကနုနယ်တလောင်လူကတော့တက်တည်ရှိပါလေတယ်မောင်ယူပဟာမောင်ယူပသာဝင်မကယ်ရင် ကျုပ်ဘယ်နည်းနဲ့မှဒီတော်ဘာကြီးရဲ့လက်ကလွတ်မှာမဟုတ်ဘူးအသေးစိုးနဲ့တေးရမှာပဲမောင်ယူမဟာကျုပ်ရဲ့အသက်တခင်ကျေးဇူးရှင်ဆိုရင်လည်းမှန်တယ်မောင်ယူမရဲ့အသက်ကိုဗဒနာမထားပဲကျုပ်အသက်ကိုဝင်ခဲ့တာကျုပ်ဘယ်တော့မှကျေးဇူးမမေ့ပါဘူးစစ်သူကြီးဗန္ဒကသည်ဘုန်းနန္ဒအားကျေးဇူးတင်စကားပြောလိုက်လေသည်ဒါအရေးမကြီးပါဘူးကျွန်တော်စောစောက ဘရင်မရဲ့စစ်တီတော်တဦးစီကရထားလိုက်တဲ့ကြောက်စီသားကြီးကိုမဲမဲကောင်ကြီးလူယူပြီးရှွံ့နုံနဲ့လွှင့်ပစ်ခံရတာတိတ်နာတာပဲအဲ့ဒီသားကြီးကိုကျွန်တော်တိတ်ပြီးနှမျောတာပါပဲကြောက်စီသားဟူသောအတန်ကို ကြားလိုက်ရတော့အခါစစ်သူကြီးဗန္ဒကသည်မျက်နှာပြတ်သွားသည်ကိုဘုန်နန္ဒကတည်ထားလိုက်မိပြီကြောက်စီသားဟုတ်လားဘသူစီကရလိုက်တာလေစိုးစိုးကဟောဟူတောဆန္ဒမှာဘရင်မရဲ့စစ်တီတော်တဦးနဲ့တွေ့တယ် တယောက်တခွန်းဆက်ကအများကြီးရင်းနဲ့ကျွန်တော်ကိုသူကကြောက်စီသားကြီးနဲ့လှမ်းအခုံပါကျွန်တော်ကသူ့ရဲ့လက်ကိုလှမ်းဆွဲထားလိုက်ပြီးလက်ကသားကိုလွတ်ယူလိုက်တယ်ဟင်ဟုတ်လားအဲ့ဒီစစ်တီတော်ကိုမောင်ယူပကပြန်ပြီးဓားနဲ့ခုတ်လိုက်သေးသလားစစ်သူကြီးဗန္ဒကကစိုးရိမ်သည့်အတန်ဖြင့်ပြောလိုက်တယ်ဒီမခုတ်ပါဘူးကျွန်တော်ကသူများကိုရံမှုတတ်တဲ့သူမှမဟုတ်ပဲကျွန်တော်ကိုရံမှုတာတော့ကာကွယ်ရုံကာကွယ်တာပါပဲပြန်မလုပ်ပါဘူးအင်းတော်ပါသေးရဲ့ ါနဲ့အဲ့ဒီစစ်တီတော်ဘယ်ဘက်ကိုထွက်သွားတယ်လဲတောနဲ့တည်းဝင်သွားတယ်ဗျာအဲ့ဒီစစ်တီတော်ရဲ့မျက်နှာကိုမှတ်မိသလားမျက်နှာမှာအဝိနဲ့ချင်းစီထားလို့ဘသူဘဝဆိုတာမတည်ဘူးမေးလို့လည်းမရဘူးမောင်ယူပါကသူ့ကိုဘာများလှုပ်လိုက်တယ်လဲနည်းနည်းကလေးမှပြန်ပြီးမခုခံနိုင်ဘူးလားမခုခံပါဘူးသူ့လက်ထက်ကဒါလွတ်ကြသွားမှဥစ္စာသူ့ကိုပြန်ပြီးရမ်းမှုဖို့လိုလေလိုသေးသလား ဒါတက်စစ်သူကြီးဗန္ဓကကိုကျွန်တော်ပြောစီရရှိတယ်ကျွန်တော်ကပုံမှန်လင်းလင်းပြောတတ်လို့စိတ်များဆိုးနေအောင်ပါလားပြောစီရချင်းရဲရဲသာပြောပါကျုပ်အသက်တခင်ကျေးဇူးရှင်ကိုကျုပ်ဘယ်နည်းနဲ့မှစိတ်မဆိုးပါဘူးမောင်ယုံမအတွက်ဆိုရင်ကျုပ်တတ်နိုင်တယ်လို့ဆောင်ရွက်ပေးဖို့အသင့်ပါပဲကျွန်တော်အတွက်ပြောနေတာမဟုတ်ပါဘူးစန္ဒာရီဝီဘီယမအတွက်ပြောနေတာပါဘုန်းနန္ဒကပြန်ပြောလိုက်ပြီကဲစူးစမ်းပါဦးစန္ဒာရီဝီဘီယမဟာခုတည်းထိ ဘာဖြစ်လို့ကျင်ရတော်ဘက်ကိုမရွေးသေးပဲတကူတဲဆန်နေတော်မူတာလေတိုင်းပြည်ရဲ့တောင်ဝင်ဆိုတာအင်မတန်အရေးကြီးတာပဲဝန်လေးတာပဲမိမသားတယောက်အနေနဲ့အုပ်ချုပ်ဖို့လွယ်ကူတာမဟုတ်ဘူးပြီးတော့မိမသားအုပ်ချုပ်တဲ့နိုင်ငံတော်ကိုအိမ်နီးချင်းနိုင်ငံတွေကလေးစားတာမဟုတ်ဘူးဘူနန္ဒကစကားဆလိုက်ပြီအင်းမောင်ယုံမပြောတဲ့စကားကအင်မတန်မှန်တဲ့စကားပဲကျုပ်တို့ကိုယ်တိုင်လည်းဘယင်မကိုကျင်ပတ်တော်ရွေးဖို့တိုက်တွန်းပေါင်းလဲများလာပါပြီဒါပေမဲ့ဒီစကားကိုလျှောက်တင်ရင်လက်တင်ကိုမခံဘူး ဘီရင်မကယောက်ျားဆိုရင်မုန်းနေဆိုတာတကယ်ပဲလားမောင်ယုံကကိုဘသူပြောတယ်လဲစောစောကစစ်တီတော်ကလေးပြောတာပါပဲကျုပ်အထင်တော့ယောက်ျားကိုမုန်းတာမဟုတ်ဘူးသူကိုယ်တိုင်ကယောက်ျားစိတ်ပေါက်နေလို့ဒါအိမ်တော်မပြုတ်နေတာဖြစ်မယ်လို့ထင်တာပါပဲယောက်ျားချက်ပေါက်တယ်ဆိုပေမဲ့မိမဟာမိမပါပဲထင်းနှံဆိုးအုပ်မင်းလုတ်တယ်ဆိုတာကလွယ်တဲ့အလုပ်မဟုတ်ဘူး မောင်ယူပပြောတာမှန်ပါပြီတဲ့ဒါပေမဲ့စာနာတဝီဘုရင်မဟာငငယ်ကလေးတွေကယောက်ျားလိုနေလာတော့အလိုလိုယောက်ျားစိတ်ပေါက်နေတယ်ဘုရင်မရဲ့ခမည်းတော်ကတမီးတော်ကိုမလိုချင်ဘူးသူ့ရဲ့ထီးနှံကိုစက်ခံနိုင်မဲ့တားယတနာကိုသာလိုချင်တာပါဒါပေမဲ့မိဖုရားကြီးကတားတော်မဖွားပဲတမီးတော်တပါးလေဖွားတော်မူခဲ့လို့ဘုရင်ကြီးလည်းအတော်စိတ်ပြတ်တော်မူခဲ့ရှာတယ်နောက်မှတမီးတော်ကိုပဲတားတော်လိုသဘောထားပြီး ငငယ်ကလေးတွေကယောက်ျားကလေးတွေကိုဝတ်စားစီရင်စီပြီးယောက်ျားတို့တတ်အပ်တဲ့ဓာခုတ်လှန်ထိုးအစရှိတဲ့အထာဝရတ္တ၁၈ရက်ကိုတင် जा တော်မူပေးခဲ့တယ်။ဒါကြောင့်လေဘယင်မဟာယောက်ျားစီပေါက်နေတာပါ။အင်းဒီလိုဆိုတော့လေအခက်သားပဲ။ကျွန်တော်ကတော့ဘယင်မအတွက်စိုးရင်တို့ပြောနေတာပါ။စစ်သူကြီးဗန္ဓကမို့လို့ကျွန်တော်ပြောရအောင်မယ်။တုဝနနိုင်ငံတော်ကတုတ္တလူဘယင်ယုတ်က စာနာဒေဝီဘီယမကိုအတေရရအရှင်ရရဖမ်းပြီးစေတုဒ္ဒရာနိုင်ငံတော်ကိုတင်ပိုက်ဖို့ကြံစီနေတယ်ဆိုတာစစ်သူကြီးဗန္ဓကမကြားမိဘူးလားတတင်းတော်ကြားမိပါတယ်ဒါပေမဲ့စိုးရင်စရာမရှိပါဘူးဘီယမရဲ့စစ်တီတော်အင်အားကသူတို့နုဘီယင်ရဲ့စစ်တီတော်အင်အားထက်အများကြီးတာတာပါပဲစစ်တီတော်အင်အားတာတာကတော့ဟုတ်ပါပြီလေဒါပေမဲ့ကျွန်တော်သိရတဲ့လောက်ဆိုရင်သူတို့နုဘီယင်ဟာစစ်မြေတလင်းမှာစစ်တိုက်ခိုက်ပြီးအနိုင်ယူမှာမဟုတ်ဘူးတရိုးတွေလွတ်ပြီးအတွင်းကနေ တချို့တွေလွတ်ပြီးအတွင်းကနေဝင်ကန်နာညာနဲ့အောက်ကြံလိုက်မယ်လို့ကျွန်တော်သိရတယ်ခုတော့စေတရုဒ္ဒါနိုင်ငံထဲမှာတချို့တွေရှေ့ချင်းလိန်နေပြီးသူ့လူကိုယ်လူခွဲမရအောင်ဖြစ်နေတယ်လို့ကြားရတယ်ဒီအထိတော့ဟုတ်မှမထင်ပါဘူးတိုင်းသူပြည်သားတွေကဘယင်မအပေါ်မှာအင်မတန်သက်သာရှိတာပါပဲနန်းတွင်းလူနန်းတွင်းသားတွေကလည်းဘယင်မကိုအင်မတန်ရှင့်မြတ်နိုးကြတာပဲတချို့ရဲ့ရန်ကိုကြောက်စရာမလိုပါဘူးကြောက်စရာမလိုဘူးတို့တာဆိုရင်နေ့လေကကံကောင်းထောင်းမလို့တာ စန္ဒတိဝိဘင်မဟာရန်သူတွေလက်ကနေတိတိကလေးလွတ်လာခဲ့တာမဟုတ်လားဘင်မရဲ့ပိုင်နဲ့ထဲမှာအခုလို ဖြစ်ရှင်နိုင်ဖြစ်နေတာကိုထောက်ရင်တချို့တွေဘလောက်တောင်ခိုးအောင်းနေတယ်ဆိုတာကိုမထင်ရှားပေဘူးလားပြီးတော့စစ်သူကြီးဗန္ဒကကိုယ်တိုင်ကံကောင်းလို့ဘလူးရန်ကလွတ်လာတာမဟုတ်ဘူးလားဘလူးဆိုတာတကယ်ဘလူးမဟုတ်ဘူးကျွန်တော်ရဲ့စိတ်ထင်ကိုပြောရမယ်ဆိုရင်နေကြားဒေတာကိုစန္ဒတိဝိဘင်မရဲ့စစ်တီတော်တွေမလာရဲအောင်တမင်လျှောက်နှံထားတာဖြစ်ရမယ် ဒီဘက်ကစစ်တီတော်တွေမလာရဲတော့မှသူတို့တွေတေလာဂိတိတောင်ကိုရှေကုတ်ယူပြီးတော့စေတုတ္တာနိုင်ငံတော်ကိုလွယ်လွယ်နဲ့လောက်ကျန်နိုင်မှာမဟုတ်လားဘန္နနဘူနန္ဒကပြောလိုက်မှစစ်သူကြီးဘန္နကဒီသဘောပေါက်သွားပုံရပါသည်အင်းဟုတ်ပြီဟုတ်ပြီမောင်ယူမပြောမှကြုတ်စဉ်းစားမိတယ်ဒီနေရာမှာဘလူးဆိုတဲ့တရဝါကြီးရဲ့လက်ဆက်နဲ့တည်ဆုံးသွားတဲ့လူ၉ယောက်စလုံးဟာဘယင်မရဲ့လူယုံတော်ကြီးပဲဒါကိုကြည့်ရင်မောင်ယူမပြောတာယုတ်တိရှိတယ် ဒါကြောင့်စန္ဒာလိကွေဘယင်မအတွက်ကျွန်တော်ဆိုရင်တော့ဗောဒါကြောင့်လေဘယင်မကိုနှလုံးရည်လက်ယုံရည်နဲ့ပြည့်စုံတဲ့ကျင်ပတ်တော်များများရွေးဖို့တင့်ပြီလို့ကျွန်တော်ကတိုက်တွန်းနေတာပါဘုန်းနာနာကဆက်လက်ပြီးပြောလိုက်လေသည်ထိုအခိုက်တွင်တိရက်များလှုပ်ရှားတတ်တဲ့အတူမြင်းခွာတတ်များကိုပါကြားရပြီစောစောကမျက်နှာပုံးနှင့်စစ်တီတော်သည်ဘုန်းနာနာနှင့်စစ်သူကြီးဗန္ဒကအနီးသို့ရှင်းကပ်လာခဲ့ပြီယစစ်သူကြီးဗန္ဒကသည်မြင်းပြူချင်းအားဒူးတုတ်ပြီးအယူအသည်ပေးလိုက်လေသည် ဘရင်မကိုကျင်ရတော့ယူဖို့တိုက်တွန်းနေတာဘာတူလဲတူတန်တို့ဘရင်ရဲ့တချို့မယူပမဟုတ်လားကဲစစ်သူကြီးတူတန်တို့ရဲ့တချို့မယူပကိုဖမ်းပြီးထောင်တွင်အကျဉ်းချထားစေအမိန်တော်မြေပြုတ်ရင်းနဲ့လူသည်မျက်နှာတွင်စီထားသည့်အဝတ်နှက်ကိုဆွဲချုံရင်းအမိန်တော်ပေးလိုက်လေသည်အဝတ်နှက်ကြီးကိုဆွဲချုံလိုက်သည့်အခါမှာမြေပြုတ်ရင်းစစ်တီတော်မှအချားမဟုတ်စာနာတေဝီဘရင်မကိုတော်တိုင်ဖြစ်နေသည်ကိုသိရသည်ဖြင့် ဘုဏ္ဏနာမှာစကားတခုမှပြိုင်မပြောနိုင်တော့ပဲဗဇတ်အဟောင်းသားနဲ့ဖြစ်သွားပြီကျွန်တော်မျိုးချက်တယ်မရသည်ဘယင်မဟာထောင်တွင်အချင်းချထားရင်အမိန်တော်ရှမှတ်ခြင်းခံခဲ့ရတဲ့မောင်ယူပဟာတုဒ္ဓနုဘယင်ရဲ့တချို့မဟုတ်ကြောင်းကျွန်တော်မျိုးရဲရဲကြီးအာမခံဝတ်ပါသည်စစ်သူကြီးဗန္ဓကသည်ဘုဏ္ဏနာဘက်မှရှင့်နေလိုက်ပေးလိုက်လေသည်စစ်သူကြီးကတချို့အပြင်လုံနေပြန်မလားစန္ဒရီဝေဘယင်မကဘုဏ္ဏနာအာမျက်မှောင်ကြုံပြီးကြည့်ရင် စစ်သူကြီးအားပြန်မေးလိုက်လေသည်မဟုတ်ကြောင်းမှာမောင်ယုံမသည်ကျွန်တော်မျိုး၏အသက်တခင်ကျေးဇူးရှင်ဖြစ်ကြောင်းမှာတော့တော့ချစ်ဆက်ပြီးမလျှောက်တင်နဲ့ဒီအကြောင်းတွေကိုဘယင်မအားလုံးတည်ပြီးပြီစောစောကစစ်သူကြီးဗန္ဒကားနဲ့တချို့ငယူပါတော့အရှိတင်ပြောဆိုနေတဲ့ဇကားတွေကိုဘယင်မကိုယ်တိုင်တက်တင်ရိတ်မှကွဲပြီးနားထောင်နေခဲ့လို့ဇကားတစ်ခုမှကြံကြားခဲ့ပြီးပြီဘယင်မမှာနားနဲ့မျက်စိရှိပါတယ် ယူပဆိုတဲ့လူဟာအင်မတန်ပြည့်ရဲ့များတဲ့လူပဲသူ့ကိုယ်သူသူတနုရန်သူအနေနဲ့ဘယင်မအပားမှာခါစား권ရအောင်ကြံစီနေတာကိုစစ်သူကြီးဗန္ဒကကမရိပ်မိဘူးပဲလားဘယင်မရဲ့ယူဆချက်ကိုပြောရမယ်ဆိုရင်ယူပဆိုတဲ့နာမည်ဟာသူ့နာမည်အရင်မဟုတ်ဘူးယူပဆိုတာမဟာဘောဂဘယင်ဘယင်ရဲ့တားတော်ပဲသူ့ကိုယ်သူမဟာဘောဂဘယင်ကြီးရဲ့တားတော်ဟန်ဆောင်ပြီးဘယင်မအပားမှာခါစား권ရအောင်ဒီအမျိုးမျိုးနဲ့ကြံစီစူးစမ်းနေတယ်ဆိုတာထင်ရှားတယ် စေတုတ္တနိုင်ငံရဲ့အတွင်းရေးတွေကိုရအောင်စုံစမ်းထောက်လှမ်းပြီးသူရနုဘုရင်စီကိုတည်င်းပို့ဖို့ဖြစ်လိမ့်မယ်လို့ဘုရင်မယူဆတယ်။စစ်သူကြီးဗန္ဒကတချို့မယူပါကိုလက်ပြန်ကျွတ်တုပ်ပြီးဒီနေ့ထောင်တွင်အချင်းချထားစီ။နက်ပြန်နဲ့နဲ့ကြမှာဘုရင်မကိုတော်တိုင်စစ်စေးကြည့်ရှုတော်မူမယ်။ဘုရင်မကအမိန့်တော်ပေးလိုက်လေသည်။မှန်လားပါဘုရင်မအထင်လွဲနေပြီလို့ယူဆမိကြောင်းပါ။မောင်ယူပါတဲ့သူရနုဘုရင်ရုံးရဲ့တချို့မဖြစ်နိုင်ပါ။ ဘယင်းမနဲ့စေတုဒ္ဒရာနိုင်ငံတော်ပေါ်မှာစေတနာထားသူတာဖြစ်ရပါမည်။ဘယင်းမနဲ့စေတုဒ္ဒရာနိုင်ငံတော်ပေါ်မှာတစ္ဆာထားသူဖြစ်ရုံမှန်လေ။ဘယင်းမပေါ်မှာစောစောကားကပြောဖို့မသိဘူး။စောစောကားဒီနေရာမှာဘယင်းမနဲ့တွေ့စဉ်ကဘယင်းမကိုရသရာမရှိအောင် ပြောယုံတာမကဘယင်းမလက်ထဲကကြောက်စီသားကိုပင် လူယူခဲ့တယ်မဟုတ်လား။ဒါကိုကြည်ချင်းအဖြစ်ယူပဟာဘယင်းမရဲ့စေတုဒ္ဒရာနိုင်ငံရဲ့မိတ်ဆွေမဖြစ်နိုင်ဘူး။ရန်သူရာဖြစ်ရမယ်။ ဘယင်မကပြောလိုက်တယ်ဒီဘယင်မရဲ့အကြောက်စီသားကိုလူယူခြင်းမဟုတ်ပါဘယင်မရဲ့ဓာချက်ကို မထိအောင်ကာကွယ်ခဲ့ခြင်းဖြစ်ပါသည်ဘုန်းနန္ဒကဝင်ပြောလိုက်လေသည်ဘယင်မရဲ့ရွှေလက်တော်ပုံးပဲ့သွားအောင်ကာကွယ်ရတလားဘယင်မသည်မိမိ၏လက်ကဝတ်တွင်ပုံးပဲ့သွားသည့်ဒဏ်ရာကိုပြရင်ပြောလိုက်လေသည်ဘယင်မမှမသိ၍ယခုလိုကြမ်းကြမ်းတမ်းတမ်းပြုလုပ်မှတ်ခဲ့ခြင်းဖြစ်ပါသည်မိမသားမှန်သိလျင်ယခုလောက်ကြမ်းကြမ်းတမ်းတမ်းခုခံကာကွယ်မည်မဟုတ်ပါ မယူပါစင်ကြီးစင်လက်တွေထူမနေနဲ့ဒီမှာအစ်စ်တို့ကြီးဟောဒီတချို့မယူပါဟာဘယင်မကိုမိမ့်မသားဆိုပြီးမထီမဲ့မြင်ပြုတ်တယ်ဘယင်မကိုပင်လျင်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်စောစောကားကားပြောဆိုခဲ့တဲ့သူဖြစ်တဲ့အတွက်သူ့အပေါ်မှာငဲ့စရာအကြောင်းမရှိဘူးဘယင်မကအစ်စ်တို့ကြီးအားပြောလိုက်နေသည်ဘယင်မကိုစောကားခြင်းမဟုတ်ပါဘယင်မစောကားခံရမည်ကိုဆို၍ကြိုတင်တည်ပြခြင်းဖြစ်သည်ကိုအထင်မလွဲသင့်ပါမိ쇠ကိုရန်သူဟုထင်လျင်မှားပါလိမ့်မည် ဘုန္နနာကဝင်ပြောလိုက်ပြန်သည်စစ်သူကြီးဘယင်မကိုမိမသားဆိုပြီးတချိုးငယူပါကဘယင်မလက်ထဲကရွှေနှန်းစည်းစိမ်ကိုလူယူဖို့ကြံစည်နေတယ်ဆိုတာသူပြောတဲ့စကားတွေကတက်တည်ခံနေတယ်ပြီးတော့ကျွန်ုပ်ကဲသို့သောဘယင်မကိုပင်လျင်တိုးအောင်အိတ်နေတယ်ဆိုပြီးပမာမခန့်ပြောတဲ့သူကိုကြိုးပေးပြီးတတ်ပြရမယ်ဒီနေ့ညသူ့ကိုထောင်တွင်အချင်းချတာပါငရပြန်ကြရင်ဘယင်မကိုတော်တိုင်စစ်သေးပြီးအမိတ်တော်မြတ်ရှာမှတ်တော်မူမယ် ကဲအချိန်လည်းမလှဘူးနန်းတော်အတွင်းတို့ရှိတတ်ကြဆုံးဘယင်မသည်စစ်သူကြီးဗန္နကအာအမိန်ပေးပြီးမြင်းပြူကြီးစီကနန်းတော်ဘက်သို့ထွက်ခွာသွားပြီးဟာစစ်သူကြီးဗန္နကနှင့်ဘုဏ္ဏနာတို့သည်ဘယင်မ၏နောက်တော်ဘာမှတဖြည်းဖြည်းလိုက်ပါသွားကြပြီသည်စစ်သူကြီးဗန္နကနှင့်ဘုဏ္ဏနာတို့သည် တလန်းလုံးစကားတပြောပြောနှင့်လိုက်ပါလာရာမကြမီမျိုးရိုးကြီးအတွင်းတို့ရောက်လာကြပြီလျင်စစ်သူကြီးဗန္နကသည် ဘရင်မရဲ့အမိန့်တော်အတိုင်းဘုန်းနန္ဒအာနန်းတော်အနောက်ဘက်ကြီးကျေးတိုက်အတွင်သို့ခေါ်ဆောင်သွားခဲ့ပြီ။ကဲမောင်ယူပါဒီမှာတညတော်တည်ရင်းခံပြီးနေပြုံးတော့ဒါပေမဲ့မောင်ယူပါဟာကျုပ်ရဲ့အသက်သခင်ယေရှုရှင်ဖြစ်တဲ့အတွက်နတ်ပြန်နဲ့နဲ့ကြရင်မောင်ယူပါလွတ်မြောက်ရေးအတွက်ဘရင်မထံမှာကျွန်ုပ်ကိုယ်တိုင်အတနာခံပေးပါမယ်။ကဲထောင်မူကြီးဒီနားကိုတိုးတန်းစတုကြီးဗန္ဒကကထောင်မူးကြီးရှင့်ညိုအားခေါ်လိုက်တဲ့ပြင်ထောင်မူးကြီးဒီအနည်းတို့ချင်းကပ်လာပြီ။ ဟောဒီမောင်ယူပါတခြားလူမဟုတ်ဘူးစောစောက ကျုပ်ရဲ့အသက်ကိုဘလူးတစ်ပိုင်းလူတစ်ပိုင်းနဲ့ထဲကနေကဲတင်ခဲ့တဲ့ကျုပ်ရဲ့အသက်သခင်ပဲဒီတော့ကကျုပ်အပေါ်မှာတစ္ဆာရှိတယ်လို့ကျုပ်ရဲ့အသက်သခင်ဖြစ်တဲ့မောင်ယူပါအပေါ်မှာဂရုစိုက်စေခြင်းလေစစ်သူကြီးဗန္ဒကတိထောင်မူကြီးအားညွှန်ကြားနေပြီသည်စစ်သူကြီးရဲ့မိတ်ဆွေဆိုလျင်ကျွန်တော်ရဲ့မိတ်ဆွေကိုသဘောထားပြီးအကျဉ်းထောင်ထဲမှာပင်ဖြစ်နေကြသော တတ်တာရှောင်ကြည့်သွားနေခွင့်ရအောင်ကျွန်တော်စောင့်ခြင်းပေးပါမယ်စိတ်မပူပါနဲ့ဒီအတွက်နဲ့ကျွန်တော်ရဲ့တောင်းဝန်ထားပါဘယင်မမျက်တော်မူရင်လည်းခံဖို့အသင့်ပါပဲထောင်မူကြီးကပြောလိုက်ပြီးလည်းရင်ဘုန်းနန္ဒအားအကျင်းတော်တွင်တို့ခေါ်ဆောင်သွားကကြည်ပြန်သောအခန်းလွတ်တစ်ခုတွင်တို့ပို့လိုက်ပြီးအစားအသောက်များနဲ့တကွအိယာများယူလာကနေရာချပင်နေသည်စစ်သူကြီးဗန္ဒကနှင့်ထောင်မူကြီးတို့ထွက်သွားပြီးနောက်ဘုန်းနန္ဒသည်ကရင်သေးတွင်ထိုင်ကား ဖျားကိုအာယုံပြုပြီးနောက်ကတင်ပေါ်တွင်တမင်ကလေးထိုင်သာစိတ်ပတိဆက်၍နေပေသည်နနက်အာယုံတတ်သို့ရောက်မှစိတ်ပတိကိုလက်တွင်စွတ်ပြီးခေါင်းအောက်သို့ခေါင်းရှားလိုက်ရာချက်ချင်းပင်အိပ်ပျော်သွားပေသည်အခန်းဆက်နေဘုန်နနသည်တာယာချွေပြည်နိုင်ငံတော်တင်ဟရာသာဘယင်မင်းမြတ်၏ကျိုးစဉ်ပေါ်ရောက်ရှိနေပြီတင်ဟရာသာဘယင်မင်းမြတ်သည်ဘုန်နနအားခတ်ထန်သောမျက်နှာဖြင့်ကြည့်ပြီးတောက်ပြုတ်ရန်အမိန့်ပေးလိုက်ပေသည် အာနာသာဘဂဝတာများသည်လည်းဘယင်မင်းမြတ်၏အမိန့်အရတောက်ဖြုတ်လိုက်ရာဘုဏ္ဏနာ၏လေဘင်းတွင်ဆွတ်ထားသည့်ကြိုးပွင့်မှာတင်းတဲ့တင်းလာကအသက်ရှူမရနိုင်အောင်ဖြစ်၍သွားပေသည်ထိုအခိုက်တွင်တိဟယာတာဘယင်မင်းမြတ်၏ခတ်ထန်သောမျက်နှာသည်တဖြည်းဖြည်းပြုံးရည်သည့်အမူအရသို့ပြောင်းလဲလာပြီးတိဟယာတာဘယင်မင်းမြတ်၏မျက်နှာမှာအသွင်ပြောင်းကတိဟယာတာဘယင်မင်းမြတ်၏နေရာတွင်ဘုဏ္ဏနာအားပြုံးစည်းစည်းနှင့်ကြည်နေသောသာနာဒီဝီဘယင်မောင်ကိုမြင်ရပြန်ပေသည် သူတနုဘယင်ရုပ်ရဲ့တချို့မယူပါတင်ရမှာကိုဒီလောက်တောင်ပဲကြောက်ရတာလားလူတွေဟာတင်မျိုးတွေဆိုအခုတော့တင်ရမှာကြောက်လို့ရုန်းကန်နေတယ်ပေါ့လေစာနာဒီဝီဘယင်မရဲ့အတန်လိုလိုကြားလိုက်ရပြန်လေလေပင်တွေဆွတ်ထားသည့်ကျိုးခွင်းမှာလည်းတင်းတတဲ့တင်းလာကဘုန်နာနာသည်အသက်ရှူရကြက်တဲ့ကြက်လာသည်ဖြင့်အတင်းရုံးကန်နေရမှတဖြည်းဖြည်းတတိပြန်ရကမျက်လုံးဖွင့်ကြည့်လိုက်တော့အခါ ဗုဏ္ဏနာသည်သာနာဒီဝီဘယမဤအကျင်းတောင်တွင်တွင်အိပ်ပျော်သွားရမှအိမ်မက်မက်နေကြောင်းသိရတော်ပေသည်ဗုဏ္ဏနာသည်ကြပြာကရာအိပ်ရာမှလူလဲထားလိုက်သောအခါဂဒင်ကောင်းရင်ရှိတလွန်ပေါ်တွင်သာနာဒီဝီဘယမသည် အိမ်တွင်ရရထိုင်လျက်သာနာဒီဝီဘယမဤအပါတွင်ကိုရံတော်နှစ်ဦးခါးစားလျက်ရှိသည်ကိုမြင်လိုက်ရသည်ဖြင့်ထိုအဖြစ်ပြက်သည်တကယ်ပင်ဖြစ်သလောသို့ဒီမဟုတ်စောစောကကဲ့သို့အိမ်မက်မက်နေခြင်းဖြစ်သလောဆိုသည်ကိုသိလိုသည်ဖြင့် မိမိ၏မျက်စိများကိုပွက်တက်ပြီးကြည့်လိုက်မိပေသည်ပြီးမှအိမ်မက်မက်နေခြင်းမဟုတ်စာနာတော်ဝင်ဘုရင်မကိုတော်တိုင်ဤမိမိ၏အခန်းထဲသို့ရောက်ရှိနေသည်မှာအမှန်ပင်ဖြစ်ကြောင်းသိသည်နှင့်တပြိုင်နက်အိမ်ယာမှလူလဲထလာပြီလေကရင်ပေါ်မှဆင်းကဘုရင်မ၏ရှေ့တွင် မတ်တက်ရပ်လိုက်လေသည်ညကအေးအေးပြက်လို့နေမြင့်မှအိယာကနိုးတီကိုခွင့်ပြုပါဘုန္နန္ဒသည်မိမိအားမျက်မှောင်ကြုံပြီးကြည့်နေတော့စာနာတဝီဘုရင်မအားတောင်းပန်စကားပြောလိုက်လေသည် ဘယင်မကိုတိုးအောင်အိတ်လို့အပြစ်တင်တဲ့သူကသူကိုယ်တိုင်ကြတော့အိတ်လိုက်တာတိုးနေတာပါပဲဒီမှာဘာတွေများအိမ်မက်မက်လို့အဲ့ရတဲ့မှာတလူးလူးတလွန်းလွန်းနဲ့ညှီညူနေရတာလေစာနာရီဝီဘယင်မကမေးလိုက်ပြန်ပြီဘယင်မကကျွန်တော်ကိုလေပင်ကျိုးတင်ပေးပေးတတ်ဖို့အမိန်ပေးနေတယ်လို့အိမ်မက်မက်နေလို့အိမ်မက်ထဲမှာရောင်ရမ်းပြီးညှီညူမိတယ်နဲ့တူပါတယ်ဘုန်နာနာဒီအိမ်မက်ပထမပိုင်းကိုမြှောက်ထားပြီးဒုတိယပိုင်းကိုသာပြောလိုက်တယ်ဒီ အိမ်မက်ကတိတ်ဆင်းတာပဲအိမ်မက်ထဲမှာတော့တည်ရမှာဒီလောက်ကြောက်နေရင်တကယ်ဆိုရင်ဘလို့များနေမလဲမပြောတတ်ဘူးဘယင်မကပြန်ပြီးပြောလိုက်လေဒီတည်ရမှာကိုမကြောက်တဲ့သူဘယ်ရှိပါမလဲဒါပေမဲ့တည်ရမှာကိုတည်ပြီးတဲ့သူဟာတည်ပြီးကိုမကြောက်တော့ဘူးကျွန်တော်ကိုတည်တံပေးမှဖြစ်ရင်လဲခက်မြန်မြန်သာအမိန်ပေးလိုက်ပါအင်းအပြောကတော့တကယ်ကောင်းတဲ့သူပဲတကယ်ကိုတည်ရမှာကိုမကြောက်ဘူးလား မြန်မြန်သိရင်မြန်မြန်အေးတယ်လို့ယူဆပြီးဖြစ်တဲ့အတွက်တေရမာကိုနှမ်းတစည်းများမကြောက်ပါကျွန်တော်တေရမာကိုမကြောက်ပင်မဲ့အပြစ်မရှိတဲ့စေတုဒ္ဓရာနိုင်ငံတော်သူနိုင်ငံသားတွေခံစားရမယ်ဘေးဒုက္ခတွေကိုတွေးပြီးတနာမိတဲ့အတွက်ကျွန်တော်မတည်ခင် ပြောစရာရှိသမျှကိုဖွင့်ဟပြီးပြောပြခွင့်ပြုစီလိုပါတယ်စေတုဒ္ဓရာနိုင်ငံသူနိုင်ငံသားတွေခံစားရမယ်ဘေးဒုက္ခဆိုတာဘာလဲဘယင်မကပြန်မေးလိုက်သည် ူတနုဘရင်ရုပ်ရဲ့လက်ချက်နဲ့အပြစ်မရှိတဲ့တိုင်းသူပြည်သားမိန်းမနဲ့ကလေးများတေကြည်ပျက်စီးကုန်မဲ့ဘေးကိုဆူလိုရင်းဖြစ်ပါတယ်။အိုးတူတနုဘရင်ကိုကြောက်နေစရာမလိုဘူး။အရက်တော့ပြီးမိန်းမလိုက်စားနေတဲ့ဘရင်ကိုဘာဖြစ်လို့ကြောက်ရမှာလဲ။ဘရင်မစီမှာစစ်တီတော်တွေထောင်တောင်ရှိတယ်ဆိုတာမောင်ယူပမသိပဲဘူးလားဒါတွေကိုအလုံးအသိဖြစ်ပါလေဘရင်မဟာစစ်တီတော်အင်အားကိုအာကိုပြီးဘဝင်မြင့်နေလို့အမြင်မှန်ကိုမမြင်ခြင်းဖြစ်ပါလေ သူတနုဘယင်ဟာမိမနိုင်စားတဲ့အယတမဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ပရိဝေဝအရာမှာကျယ်ဝန်းသူဖြစ်တယ်ဆိုတာကိုလည်းတတိမမေ့သင့်ပါ။ပြီးတော့တဖန်မိမသားအုပ်ချုပ်တဲ့နိုင်ငံမို့လို့သူတနုဘယင်ကပူပြီးပမာမခန့်ပြုလုပ်နေတယ်ဆိုတာကိုလည်းတတိထားဖို့လိုပါတယ်။ဘာလဲ။မိဘယင်မကိုမိမသားဆိုပြီးပမာမခန့်ပြောနေတာလား။ပမာမခန့်ပြောနေခြင်းမဟုတ်ပါ။သူတနုဘယင်ရုပ်ရဲ့အကြံစီကိုသိတဲ့ဖြင့် ဘယင်မအစော်ကားမခံရအောင်တတိပေးနေခြင်းသာဖြစ်ပါတယ်။တရားအံ့ဆဲဆဲလူတယောက်ဟာမမှန်သောစကားကို ပြောဆိုမိမဟုတ်ဒီကိုဘယင်မတတိပြုစီလိုပါတယ်။ဘယင်မကိုကြောက်အောင်ချိန်ချောက်နေတာလားမိမသားဆိုပေမဲ့အခုလိုနီးမျိုးနဲ့ချိန်ချောက်လို့မရဘူး။သူတို့နှုတ်ဘယင်ရုပ်ရဲ့တချိုးပြီးပြီးစကားတက်လာချင်ရလား။ကျွန်တော်ကိုတူတနုဘရင်ရဲ့တချိုးထင်ရင်လည်းထင်နိုင်ပါတယ်ထင်ယုံတာမကတေတံပေးလို့ကလည်းပေးနိုင်ပါတယ် တရားမကိုကြောက်လို့ပြောနေခြင်းမဟုတ်ပါဘယင်မကိုလက်ရပန်းပြီးမာနာကြီးလာတဲ့မိမဆိုပြီးအချက်တကွဲအကျိုးနဲ့ဖြစ်အောင်စော်ကားမကိုမျက်စီထဲမှာမြင်ရောင်နေလို့တကြောင်အပြစ်မရှိတဲ့စေနုဒရာနိုင်ငံတော်သူနိုင်ငံသားခလေးမိမတွေဒုက္ခရောက်ကုန်မှာကိုမြင်လို့ကတကြောင်ပြောစရာရှိတာကိုမပြောဘဲမနေနိုင်ပါဘယင်မမျက်နာတော်မူလို့အခုချက်ချင်းတက်လို့ကဘယင်မမျက်တော်မူလို့အခုချက်ချင်းတက်လို့ကတတ်နိုင်ပါလေစကားတတ်တိုင်းမပြောနေနဲ့နားခါလှတယ် နာကားယုံမကားတို့နားပါပောက်ထွက်ရင်ပောက်ထွက်သွားပါသည်ပြောစရာရှိတာကိုတော့ပြောရမှာကျင့်တတ်နိုင်ပြီဖြစ်ပါတယ်ကဲပြောစရာသာရှိတာပြောစမ်းသကယ်ကြောရှင်မနေစမ်းနဲ့ပြောစရာရှိတာကတော့တခြားမဟုတ်ပါပထမဦးစွာဘုရင်မကိုတော်တိုင်ယုံကြည်စိတ်ချစွာဖြင့်နန်းဦးမှာထားပြီးကိုးကွယ်ထားတဲ့ဆရာတော်ဥက္ကဋ္ဌိတိသူတနုဘုရင်ရဲ့တချို့အစ်စ်ဖြစ်တယ်ဆိုတာဘုရင်မသိအောင်ပြောလိုပါတယ်ဆရာတော်အပေါ်မှာအယမ်းမဆွဆွဲပါနဲ့အယမ်းဆွဆွဲခြင်းမဟုတ်ပါ မကြသေးမီကဆရာတော်ဥက္ကဋ္ဌိအားဘယင်မရဲ့အပြိုတော်မေတ္တစာနဲ့ရှင်းရင်ငန်နေတယ်လူလင်ပြိုမောင်တုဒ္ဒဆိုသူကဘယင်မရဲ့အဆောင်တော်အနီးမှာအိပ်ဖန်ဆောင်ရင်ဘယင်မရဲ့ဥယျာဉ်တော်အတွင်းမှာဆရာတော်ဥက္ကဋ္ဌိကိုမတင်ကားခွဲရတွေ့ရလို့ဓာတ်နဲ့ခုတ်ခဲ့တာကိုဘယင်မမှတ်မိပါလိမ့်မယ်မှတ်မိတာပဲဒါပေမဲ့ဆရာတော်ဥက္ကဋ္ဌိကိုဓာတ်နဲ့ခုတ်ခံရတဲ့နေရာဟာဘယင်မရဲ့ဥယျာဉ်တော်ထဲမှာမဟုတ်ပါဘူးကမ္မထမ်းတိုင်တဲ့အုတ်ကုမလီထဲမှာအခုတ်ခံရတာပါ ကမ္မဋ္ဌာန်းတိုင်းနဲ့အုပ်ကူထဲမှာဓာတ်ကုတ်ခံရတယ်ဆိုတာဆရာတော်ပြောတာကြားရတာမဟုတ်လားဟုတ်ပါတယ်ဆရာတော်ဥက္ကဋ္ဌိကဘယင်မကို တမင်သက်သက်လိန်ပြောတာပါဖုံးတော်ကြီးကလိန်ပြောပါမလားဖုံးတော်ကြီးအစ်ဖြစ်တယ်ဆိုရင်တော့လိန်မပြောဘူးပေါ့ဒါပေမဲ့ဥက္ကဋ္ဌိကဖုံးကြီးအစ်မဟုတ်ဘူးတင်ကန်းဝတ်ထားတဲ့တချို့ပဲတချို့ဆိုတာဘာကြောင့်ပြောနိုင်တယ်လဲဒါကတော့ရှင်းပါနဲ့ဥက္ကဋ္ဌိဟာဘယင်မကိုပြောတော့က သူကမထမ်းထိုင်နေတော့နောက်ကနေဝင်ပြီးဓာတ်နဲ့ခုတ်သွားတယ်လို့ဆိုတယ်မဟုတ်လားဥက္ကဋ္ဌရဲ့ဒဏ်ရာကိုကြည်စမ်းပါနောက်ကခုတ်တဲ့ဒဏ်ရာမဟုတ်ဘူးရှေ့ကနေခုတ်တဲ့ဒဏ်ရာဆိုတာဘယင်မတတိပြုမိလိမ့်မယ်ပြီးတော့အဲ့ဒီညကဘယင်မရဲ့ပန်းချန်ထဲမှာပန်းပင်တွေပိပြားပြီးနေတာကိုဘယင်မစုံစမ်းကြည့်ရင်လည်းသိလိမ့်မယ်ပန်းပင်တွေပိပြားနေတဲ့နေရာမှာသွေးကွက်တွေကြံ့ရင်ခဲ့တာရဲ့ ပန်းကြံကနေပြီးကမ္မထံအုတ်ကူဘက်ကိုဥတည်နေတဲ့ဥက္ကဋ္ဌရဲ့ရှေးရတွေရဲ့ဓာရီအလုံးစုပေါင်းပြီးကြည့်မယ်ဆိုရင်ဥက္ကဋ္ဌဓာခုတ်ခံခဲ့ရတဲ့နေရာဟာကမ္မထံအုတ်ကူထဲမှာမဟုတ်ဘူးဘယင်မရဲ့ဥယျာဉ်ထဲမှာဓာခုတ်ခံရတာဖြစ်ရမယ်ဘယင်မရဲ့ဥယျာဉ်ထဲကိုဥက္ကဋ္ဌကအချိန်မတော်ဘာကိစ္စလာရတယ်လဲဘုယံဘုဏနာကရှင်းပြနေပြီဟာသာနာတိဝေဘယင်မသည်မျက်တောင်မခတ်ဘဲနားထောင်နေပြီသည် ပြီးတော့မကြသေးမီညတဲ့ညကဘယင်မရဲ့အဆောင်တော်ကိုမီးဆွဲလောင်သေးတယ်မဟုတ်လားအဲ့ဒီဟာကမတော်တဆလောင်တဲ့မီးမဟုတ်ဘူးဘယင်မရဲ့ဘယင်မရဲ့နန်းတော်ကိုဝင်ရောက်နေတဲ့တချို့တူဦးရဲ့လက်ချက်ဖြစ်ရမယ်အဲ့ဒီတုန်းကလည်းဘယင်မရဲ့တစ္ဆာတော်ကိုစောင့်သိယိုတင်နေတဲ့လူတွေအနီးအနားမှာရှိလို့ဘယင်မဘေးမတည်ရန်မခပဲလွတ်မြောက်ခဲ့တာပါဒါကိုလည်းစဉ်းစားအောင်ပါဘို့ဒီတဲ့င်းတွေကိုဒီလောက်ပြည့်ပြည့်စုံစုံနှိုက်နှိုက်ရှိရှိဘယ်ကကြားခဲ့တယ်လဲ ဘယင်မသည်စိတ်ဝင်စားစွာနားထောင်နေရမှပြန်မေးလိုက်တယ်။သွားပါများခကြီးရောက်မေးပါများစကားရဆိုတဲ့ဆောင်းဖို့ရနားနဲ့မျက်စိကိုစွန့်ထားပြီးမနာမနေသွားလာနေလို့သိရတာပါ။ဘုန်းနန္ဒကပြန်ပြောလိုက်သည်။ဘယင်မရဲ့အဆောင်တော်မှာမီးဆွဲလောင်တာဟာတချို့ရဲ့လက်ချက်တို့ဘာကြောင့်ပြောနိုင်တယ်လဲ။ဘယင်မရဲ့နန်းတော်တွင်ကိုဘယ်လိုတချို့ကမဝင်နိုင်ဘူး။ဘယင်မအပားမှာလဲတစ္ဆာရှိတဲ့စစ်တီတော်ကြီးတွေရှိတဲ့အတွက်ဘယင်မကိုဘယ်တချို့ကားမှရံမမှုနိုင်ပါဘူး။ ဘယင်မကိုကြောက်အောင်ရှောက်လန့်နေပေမဲ့ဘယင်မကနည်းနည်းကလေးမှမကြောက်ဘူးဆိုတာသိထားကြပါစန္ဒရီဝီဘယင်မသည်ဘုန်းနာရဤစကားကိုယုံရကောင်းသူမယုံရကောင်းသူနှင့်တွေ့ဝေနေရမှာမာမာနတရားများဖုံလွှမ်းကအမှန်ကိုမမြင်နိုင်ပေအမှားကိုအမှန်ထင်ပြီးဘုန်းနာနအပေါ်တွင်အထင်လျဲကပြောလိုက်ပြန်သည်ဘယင်မကိုရှောက်လန့်နေခြင်းမဟုတ်ပါဘယင်မသည်ဘယင်မရဲ့စစ်တီတော်အင်အားကိုကြည့်ပြီးဘဝင်မြင့်နေလို့အမှန်ကိုမမြင်နိုင်ခြင်းဖြစ်ပါလေ ဘယင်မအပါမှာတစ္ဆာရှိတဲ့စစ်သူကြီးဗန္ဓကရှိနေပါလေ။နေ့လယ်ကဘယင်မစံမြန်းတော်မူတယ်။စေတုဒ္ဓနိုင်ငံတော်ရဲ့အယိတ်အဝါဒအောက်မှာပင်လည်းဘယင်မကိုလူစု၃ယောက်ကစော်ကားဖို့ကြံစီတာကိုမှတ်မိသေးတယ်မဟုတ်လား။တတိဆိုတာပူတယ်လို့လည်းမရှိပါဘူး။လူတယ်လို့သာရှိတယ်ဆိုတာဘယင်မအတိဖြစ်ပါလေ။ဘုဏ္ဏနာကတတိပေးလိုက်ပြန်သည်။ဘသူကိုတတိထားရမှာလဲ။ဘာကိုတတိထားရမှာလဲ။ဘယင်မကပြန်မိလိုက်သည်။သူတို့ဘယင်ရုပ်ရဲ့ရံကိုတတိထားဖို့ပြောနေတာပါ။ တူတနုဘယင်ကဘယင်မရဲ့စစ်တီတော်တွေနဲ့စစ်မြေတလင်းမှာစစ်ခင်းပြီးတိုက်ခိုက်မယ်ဆိုရင်ဘယ်နည်းနဲ့မှနိုင်မှာမဟုတ်ဘူးဆိုတာသိလို့ဝင်ကန်ညာနဲ့ဘယင်မကိုလက်ရတိုက်ပိုက်ဖို့ကြံစီနေတယ်ဆိုတာတတိထားဖို့လိုပါတယ်ဘယင်မနဲ့ကျွန်တော်နဲ့အခုလိုစကားပြောနေတဲ့အချိန်မှပင်လေဘယင်မရဲ့နန်းတော်တွင်မှာတူတနုရဲ့တချို့တွေရှေ့ရှုပ်နေကြလိမ့်မယ်ဆိုတာယုံမားစရာမရှိပါစကားတတိုင်းဘယင်မကိုလက်မနေနဲ့အခုပြောတဲ့စကားတွေမှန်တယ်ဆိုရင်တက်တေတာရခနဲ့ပြဆန်းပါ တက်တေတာရကားနဲ့မပြနိုင်ရင်ပေဖို့သာပြင်ပြီးတော့ပေဖို့တော့အတင့်ပြင်ပြီးသားမို့အထွေထူးပြောစရာမလိုပါဘူးတက်တေတာရကားပြရမယ်ဆိုရင်လည်းပြဖို့အတင့်ရှိပါတယ်ကျွန်တော်ပြောတဲ့ဇကားတွေဟာယုတ်တိရှိသလားမရှိဘူးဆိုတာကိုသိချင်ရင်ဟောဒီမြေပုံကိုဘယင်မကိုတော်တိုင်းရှုစားတော်မူပါ ဘုန်းနာနာတိပြောပြောဆိုဆိုအဲ့ရမှာခေါင်းအောက်တွေတရိုသေးသေးတင်းစဲနာသည့်ငွေကြီးတောက်ကိုအตาရဆွဲထုတ်လိုက်ပြီလေရေငွေကြီးတောက်ထဲမှာမြေပုံကိုဘယင်မရှိတွင်ဖြတ်ပြလိုက်လေသည်ဟောဒီစာနေချောင်းကို လုံးစိပက်စိဖတ်ကြည့်ကြည့်သမှာဘယင်မကို အသိမိလျင် အသက်ပြတတဲ့အရှင်မိလျင်အသက်ပြနှစ်တန်းရှင်းမြင့်မယ်ဆိုတဲ့အထိပ္ပယ်ကိုတွေ့ရနိုင်မယ်ဒါကိုကြည့်ချင်းအဖြစ်ဘယင်မကိုအသေးရဖို့ထက်ပူပူနေနေအရှင်လက်လက်ရဖို့ဆိုပြီးလိုလားတဲ့ဆိုတာထင်ရှားတယ် ဘာဖြစ်လို့အရှင်လက်လက်ရဖို့ပိုပြီးလိုလားတလဲဆိုတာကလည်းတိတ်ရှင်းနေတယ်။ဘယင်မဟာဗရဏီနတမီတမျချောတယ်လှတယ်ဆိုတာနိုင်ငံတကာသိတယ်။ပြီးတော့မာမာနအခတ်ထန်တွေလည်းကြောကြားနေတယ်။ဒါကြောင့်ဘယင်မရဲ့အနာဂုံနဲ့မာမာနကိုချိုးနိုင်ပြီးလူပြေကျုံတဲ့ဘဝကိုရောက်အောင်စော်ကားကျင်လို့အရှင်လက်လက်ရအောင်ဖမ်းပေးနိုင်ရင်စုတော်ငွေအသက်ပြားနှစ်တန်းပေးမယ်လို့ရေးထားတာမဟုတ်လား။ဘုန်နာရတဲ့ဘယင်မအာမြေပြုံး ဖြန့်ပြရင်မြေပုံဤအောင်နာတွင်ကြက်ချီခတ်ပြပြီးရေးပြထားသည့်စာများကိုဖတ်ပြပြီးလျင်စောစောကအောင်လန်းဆရာကြီးထံမှတီးခဲ့ရသည့်စကားများအတိုင်းဘယင်မအားပြန်၍ဖောက်တယ်ချနေပေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းချစ်စီစဉ်တင်ဆက်မှုကိုအီမာနင်ခေတ္တခဏရနာခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်မီပြီးဝင်ရောက်နားဆင်အားပေးကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မောင်များအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းရှမ်းမြေကကဘေးပြာအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ